မန္တလေးဥပိုလ်ကျင်းတောင်တွင်မှာစေဝါကူတာခွင့်မလုံလောက်တာကြောင့်ဇွန်လ23ရက်နေ့ကနိုင်ငံရေးကျင်းသားဥမော်ထူနဲ့မေလအတွင်းမှာစီဒီအန်ကျောင်းအုပ်ဆရာမတော်မင်းမြင့်တန်းတို့တည်ဆုံခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ဥပိုလ်ကျင်းတောင်မှာပုံမှန်52ကကျင်းနဲ့ထောင်နဲ့9နှစ်ချမှတ်ခံထားရတဲ့ကျောင်းအုပ်ဆရာမကြီးတော်မင်းမြင့်တန်းဟာအကျင်းတောင်တွင်မှာစေဝါလုံလောက်စွာကူတာခွင့်မရတာကြောင့်သွေးကြောပေါက်ပြီးမေလ9ရက်နေ့မှာတည်ဆုံခဲ့တာပါ။အလားတူ မတ်လ28ရက်နေ့ငလှင်ကြအိုးဘိုတောင်တွင်းမှာပြင်းထန်တံရရရှိခဲ့တဲ့ဥမော်သူဟာလေစေဝါလုံနောက်စာကုသခွင့်မရတာကြောင့်ရရှိခဲ့တဲ့တံရတွေနဲ့ကျွန်းလ23ရက်နေ့နဲ့နဲ့မှာတည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဥမော်သူကို2021ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာမန္တလေးချမ်းမြသာစီရဲစခန်းကဖမ်းဆီးခဲ့ပြီးစစ်ကောင်စီကထောင်ဒဏ်18နှစ်ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းတောင်တွေအတွင်းမှာဆေးဝါးလုံလောက်စွာကုသခွင့်မရတာကြောင့်ဂျွန်လာတရနေ့ထိတေဆုံးသူစုစုပေါင်း71ဦးထိရှိလာပြီလို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာမှတ်တမ်းတင်ခြင်းမရှိသေးတဲ့လာအိုမွေဝင်ပလီမျိုးစိတ်တစ်ကိုပြည်ပြည်နယ်ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းမှာတွေ့ရှိခဲ့တယ်လို့စနေရော့မြန်မာအဖွဲ့ကထုတ်ပြန်ပါတယ်။ လာအိုမွေဝင်ပလေသို့မဟုတ်အိမ်ဆောင်မွေမျိုးစိတ်ဟာအိန္ဒိယနိုင်ငံထိုင်းနိုင်ငံလာအိုနိုင်ငံ BNN နိုင်ငံကမ်ဘောဒီးယားတရုတ်နဲ့မလေးရှားနိုင်ငံတွေမှာတွေ့ရှိမှတ်တမ်းတင်ထားပြီးသားပါကင်ပီနဲ့ရှမ်းပီနဲ့တိုင်းနိုင်ငံတိုင်းတွေမှာလေလာမှုတွေရလာအိုမွေဝင်ပလေမှတ်တမ်းသစ်ကိုနိုင်ငံအဆင့်အနေနဲ့ပထမအဦးဆုံးတင်ပြတာဖြစ်တယ်လို့စနေတော်မြန်မာအဖွဲ့ကပြောပါတယ်တကဘာလုံးရဲ့လိုက်ကိုတန်အောက်မှာမွေဝင်ပလေမျိုးစိတ်ပေါင်း81မျိုးရှိပြီးမြန်မာနိုင်ငံမှာမျိုးစိတ်ပေါင်း71မျိုးအထိရှိတယ်လို့သိရပါဗျ။ ဒီမှတ်တမ်းတွေဟာလာအိုမွေဝင်လွေမွေရဲ့ပြည့်နှက်မှုကိုသိရှိစေပြီးမြန်မာနိုင်ငံမှာတွားသောတော်ဝါများစီးရင်ထဲမှာမျိုးစိတ်တစ်မျိုးပိုတိုးလာတာ ဖြစ်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာမျိုးစုပေါင်း66မျိုးစုရဲ့အောက်မှာခန့်မှန်းချိန်မွေမျိုးစိတ်ပေါင်း195မျိုးရှိတယ်လို့စိတ်တော်မြန်မာဖွဲ့ကပြောပါတယ်လေပွေလှိုင်းတွေရဲ့အချိန်ကြောင့်ဒီကနေ့ညကနေဂျွန်လ16ရက်နေ့ထိနေပြည်တော်နဲ့တိုင်းနယ်ပြည်နယ်14ခုမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလဌာနကထုတ်ပြန်ပါတယ်။ အချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။တိုင်းနဲ့ပြည်နယ်အနှံ့မှာမိုးတိထန်စွာရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လက်စည်းလက်ခြင်း၊မိုးတိကြွေခြင်း၊လက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ကုန်းမြင့်ဒေတာအနေနဲ့မြင့်ငယ်ခြောက်ငယ်များနေနေထိုင်သူတွေအနေနဲ့ညစ်ပြမှုအန္တရာယ်ရေကြီးရေလျှံမှုအန္တရာယ်များကိုကြိုတင်သတိပြုရှောင်ရှားတင်တယ်လို့မိုးစလာဌာနကထုတ်ပြန်ထားပါတယ်။